မင်္ဂလာပါယခုတော်လန်ရဲ့အင်အားစုတွေထဲမှာအစိမ့်ပင်ကိုရေမလောင်မီဖို့အတွက် အရန်တတိထားရမယ့်အချိန်ဖြစ်တဲ့ဒီတော့လက်ရှိတော်လန်ရဲ့အင်အားစု အဖွဲ့တွေထဲမှာ NUG NUG ကစကားစာစကားမထက်ကြောက်စရာကောင်းတဲ့အဖွဲ့အစည်းလို့မြင်လာရတယ်ဘာလို့တလို့ပြောရသလဲ ဘာလို့တလို့ပြောရသလဲဆိုတော့ကျွန်တော်တို့အမြဲတမ်းထောက်ပြပြောဆိုနေတဲ့ဟာကိုအခုလူတိုင်းလိုလိုထောက်ပြပြောဆိုလာတဲ့အချက်တွေတွေးလာရတယ်။ဒီတော့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံအရေးအခင်းမှာမြန်မာနိုင်ငံအတွင်းမှာကချင်ကရကရင်ချင်းမွန်ပမာရခိုင်ချမ်းဒီအုပ်စုတွေနဲ့တိစောက်ထားတဲ့မြန်မာနိုင်ငံဆိုတဲ့အရာမှာ ကိုတိုင်းရင်သားညီနောင်နဲ့အချင်းချင်းနောင်ပြဿနာပေါင်းရှုပ်ချင်းလို့မနိုင်တဲ့အချိန်ဒီအချိန်မှာပွေလန်းတော့ဖြာဝင်ခင်းနေတဲ့အချက်တွေဘာလဲပင်းလုံးစာချုပ်ကိုအကြောင်းပြုပြီးတော့ပြဿနာပေါင်းရှုပ်နဲ့ချင်းမနိုင်တဲ့အရာမှာဗမာတကြားချမ်းတကြားဗမာတကြားရခိုင်တကြားဒီလိုဆိုရိုးစကားအတိုင်း ရှုပ်ပွားပွေလည်ပြီးတော့ချင်းမနိုင်တဲ့အရာတွေမှာလက်ချိလက်ချိဘာတွေဖြစ်ပေါ်နေသလဲရခိုင်တကြရိုဟင်တကြတကြဆိုပြီးတော့ပြောလာတဲ့စကလုံးတွေအော်အော်တောင်းလေးဖြစ်နေတယ်ဒီတော့စကမစကစာထကြောက်ဖို့ကောင်းတဲ့ NUG က ဘလောက်ထိယုံကြည်ရမလဲ NUG ကိုယုံကြည်ပြီးတော့ထောက်ခံအားပေးဝမ်းရံနေကြတဲ့သူတွေကလည်းပြင်ဆင်ဖို့အချိန်ရောက်ပြီလို့မိမောက်ထိုးပြရခြင်းဖြစ်တယ်ဆိုတော့တော်လိုင်းရဲ့အင်အားစုအဖွဲ့တွေကို နောက်ကျောကနေပြီးဓာတ်နဲ့ထိုးဖို့လုံးနေတာဒီအချက်တစ်ချက်နဲ့ကို ဘာလဲဒီအချက်တစ်ချက်နဲ့ကိုတစ္ဆာဖောက်ရရောင်းနေတယ်ဆိုတာလူတိုင်းမိမောင်းထိုးပြလာကြပြီဖြစ်တယ်ပထမကလေးက NUG နဲ့ဆေလီမြောက်ကိုယုံစားပြီးတော့စီရီယဝန်ထမ်းများဘဝပြတ်နေသူများဆိုတဲ့ဆောင်းမိုးတဲ့ပုဂ္ဂိုလ်ဖမ်းမိတယ်ဒီတော့ဒီတည်းမှာ NUG မှားချင်းတန်တရာက အစိုးဆုံးကမရှိတဲ့လူမျိုးတစ်မျိုးကိုအစွဲပြုထားတဲ့ဒီလူတွေကို NUG ကနောက်ကဝန်ရံထောက်ခံပေးနေတယ်2020တကယ်တည်းကစစ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်အာဏာရှင်ကိုစန့်ကျင်ကြတဲ့ပြည်သူတော်လှန်ရေးအတွင်း CDN ဝန်ထမ်းများအဓိကအခန်းကဏ္ဍအဖြစ် ပါဝင်ခဲ့ကြတယ်အခက်ခဲများဖို့ကြုံရတော်လေပြည်သူတွေအတွက်ဆိုတဲ့စကားနဲ့နိုင်ငံတကာအထောက်အပံ့အနုပညာရှင်များရဲ့လှုံ့ရှားမှုများကိုယုံကြည်ခဲ့ကြသူများမြောင်များစွာခြေခဲ့တယ်သို့တော့ယခုအချိန်မှာအောက်ရှေ့ကြီးစီရီယံဝန်ထမ်းအချို့ကယုံကြည်မှုများ ပြပြနေပြီဟု ကျွန်တော်တို့သိရှိရတယ်အမည်မဖော်လို့သူစီရီယံဝန်ထမ်းတို့ကအာရာခပို့စတို့ ြောကြားထားတာရှိပါတယ်2021ခုနှစ်ကလေးက CDM စတင်ခဲ့တဲ့အခါအမှုပညာရှင်တွေနဲ့ NUG 1G တွေကပြည်သူတွေအတွက်တော်လှန်ကြပါတော်လှန်ကြပါလို့တိုက်တွန်းကြတယ်ငါတို့လေးယုံကြည်ပြီးတော့အလုံးနဲ့အိမ်ကိုစွန့်ခဲ့ပြီးတော့ထွက်လာကြတယ်ဒါပေမဲ့ဒီနေ့ထိတော်ရီတောင်ထဲမှာတေးတလုံးသမင်းချဖို့ထင်းတစ်ချောင်းတော့မရှိသေးဘူးဟာ ငွေရေးကြေးရေးမရှိတဲ့ဘဝနိုင်ငံခြားမှာနေသူတွေကတော့တိုက်ဝေကားဝေနဲ့နေကြတယ်အခြားပြောစရာတခုက CDN ဝန်ထမ်းတခုကပြောဆိုထားတာငါတို့တကယ်တမ်းလက်တွေနဲ့တော်တွေမှာနေနေကြတယ်မုံဖို့မုံစားဖို့တော့မရှိတော့တဲ့အချိန်မှာထောက်ပံ့ငွေတွေဘယ်တော့ကလေးဆိုတာကိုမသိနိုင်တော့ဘူး မျောလင်းချက်နဲ့စတင်ခဲ့တဲ့လှုပ်ရှားမှုတစ်ခုကအခုမျောလင်းချက်မရှိတဲ့ဘဝကိုရောက်လာပြီဒေါ်လာရေးကောင်းဆောင် အချို့နဲ့နာမည်ကြီးပြီးအမှုပညာချင်းအချို့သည့်နိုင်ငံခြားမှာနေထိုင်လာတဲ့တွေးရတော်လဲစီးရီးယားဝန်ထမ်းများအနေနဲ့အထောက်ပံ့ပေးရခြင်းမရှိသက်ဆိုင်ရာစည်းရင်းများမဖော်ပြခြင်းစသည်ဖြင့်စီကံမရှိမှုများကို ပြသနေတာတွေ့ရတယ် တော်လိုင်းရဲ့အတွက်အများဆုံးနင်းနာခဲ့တာကျွန်တော်တို့ပါဒါပေမဲ့ကျွန်တော်တို့အပေါ်မှာစီးပွားရေးလို့တုံးနေတဲ့သူတို့တွေကတော့စရင်တောင်မပေးပါဘူးငွေထုတ်တာသိမ်းသန်းရှိနေပေမဲ့ဘယ်စီရောက်တော့တယ်မသိဘူးစီဒီကဝန်ထမ်းတူကပြောဆိုထားတာဖြစ်ပါတယ်ဆိုတော့တော်တယ်မှာနေထိုင်သူများအနေနဲ့နေထိုင်မှု အခက်ခဲငွေရေးကြေးရေး ပန်ပိုးမှုတွေမရှိတဲ့အတူတော်လန်ရေးထေကတချို့ကောင်းစားသူများကိုစိတ်နာစွာနဲ့ပြောနေကြခြင်းဖြစ်ပါတယ်။နောက်ဆုံးမှာ CDN ဝန်ထမ်းတချို့ကမေခွန်းတစ်ခုတော့ထုတ်လိုက်ပါတယ်။တော်လန်ရေးမှာကျွန်တော်တို့လိုလူသုံးတွေကဘေသူကိုယုံပြီးအာကိုရမှာလေတဲ့။ဆိုတော့ယခုလက်ရှိအခြေအနေအတိုင်းအတာဖြစ်ပြနေတာ NUG ကစက္ကစတို့စက္ကမတို့ထက်ကို အန်ဒီကြီးတဲ့အချဘာလို့လဲမရှိတဲ့လူမျိုးတစ်မျိုးကိုဆွေးကားပြီးတော့ DNUG ကတကယ်တမ်းစကားစားပြုတ်ကြအောင်စကားမပြုတ်ကြအောင်တိုင်းရင်သာအပွဲစီတဲ့အကောင်လုံးတိုက်လို့ပြုတ်ကြတော့ပြီတဲ့ကဲအစိုးရကဘယ်သူလုံးမှလဲတော်လိုင်းရဲ့အစိုးရပါဆိုပြီးတော့တော်လိုင်းရဲ့အစိုးရ အုတ်ထုပ်ကိုစောင်းထားတဲ့ NUG ကသူတို့လက်ထက်ကိုဒီအာနာတာရောက်သွားခဲ့တယ်ဆိုရင်ယခုလက်ရှိအာနာသိအစိုးရထက်ကိုကြောက်ဖို့ကောင်းလာမယ့်အချက်တွေကို တွေးလိုက်ရတယ်။ဘာလို့လဲမြန်မာနိုင်ငံကြီးကဘယ်သူတွေလက်ထက်ကို ရောက်သွားမလဲဆိုတာကိုကျွန်တော်တို့ကွင်းကွင်းကွက်ကွက်ကြည့်တွေးနေပြီးသားဖြစ်တယ်။ဒီတော့ တော်လန်ရေးမှာချင်းဆောင်လမ်းပြအဖြစ်နဲ့တွန်းနေတဲ့အာရကတတ်တော် AA ကိုလည်းနောက်ကျောကဒါနဲ့အမေတန်းထိုးနေတာတယ်။မြောင်များစွာရှိပါတယ်။ဒီတော့သူတို့ထုတ်ပြန်ထားတဲ့ statement တွေကိုလည်းကျွန်တော်တို့ကစူးစောင်းထားတယ်။အမေတန်း row အတော်ပဲအမေတန်း row အတော်ပဲအမေတန်းထောက်ပံ့ပေးနေတာလက်ရှိမှာဆိုရင် ထောက်ပြပြောဆိုသူတွေမြောင်များစွာရှိလာပြီးယခု ချင်းလူမျိုးတဝူဖြစ်တဲ့ဆလိုက်ချယ်ရီမီကဘလို့ထောက်ပြပြောဆိုထားတယ်လေဆိုတာကိုဆလတ်ချူစာပေးကြပါအောင်လို့ပြောရင်အားလုံးမင်္ဂလာဒီနေ့ကျွန်တော်ပြောမှာက NUG ရဲ့အယူပေါ့ပထမအဆုံးပြောမယ့်ဟာက NUG ဆိုတာလေမကြခင်လေဟိုစောက်ထိုးနဲ့မြောင်းခဲရောက်တော့မှာ ကျွန်တော်အဲ့ဒါကြောင့်အချင်းချင်းပြောနေတာအခုကရိုဟင်ဂျာဆိုတဲ့အမိခံတွေကဘယ်ကပေါက်လာမှမသိဘယ်ကမျိုးဘယ်ပါအမျိုးကနေပေါက်လာမှမသိတဲ့ရိုဟင်ဂျာတွေကရိုဟင်ဂျာဆိုပြီးအမိခံတယ်အခုကအန်ဂျူဂျီကနေပြီးမှကောက်လိုက်ပြီးမှဟာလာလူအခွန်ရေးသူဝန်ကြီးဆိုပြီးဟိုအောင်ဂျုံအောင်ဂျုံအောင်ဂျော်မိုးလာအဲ့ယိုခတ်လိုက်တယ်အခွန်ရေးပေးလိုက်တယ်အဲ့တော့အခုကျတော့ရခိုင်တကြက် โรฮิงญาตะจัดเดสรอจันรเมียมาตะไมมาเมียมะมียมามียมาสุเรนายงานมะมะพิกเข็งโนมาปะมะตะไมมาอ๋อยะใคตะไมมาอ๋อရှိတလားဥပမာကျွနมတော်ပြောမစပုတอပင်းအင်းတောင်ညောင်ကုန်းဘောင်အထိဩခမရောမြမပမာတမိုငมးမှာရှိဖူรသလားအန်ယူဂျီပမာလူကြီးတွေลျွန်တော်မေးမယ်ပြီးမှကိုလိုနီခက်ပြီးမှလော်လိုက်ရေးခက်မှာရောသူတို့ပါလို့ခက်ဖူးတယ်မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်တည်လာတယ်ဆိုတာအန်ဂျူဂျီဆိုကြောက်မဟုတ်ဘူးမြန်မာနိုင်ငံတီလိုမြန်မာဆိုတဲ့နိုင်ငံတနင်္ဂနွေဖြစ်လာတာကတီတိုင်းသားတွေကြောက်တိုင်းသားတွေက135တိုင်းသားတွေကနော်ထောက်ခံလို့အင်္ဂလိပ်အနေပြီးမှလွတ်လာရေးပြီးတာတိုက်လို့ယူခဲ့တာလည်းမဟုတ်ဘူး NUG ကဘာဖြစ်လို့အခုကကလာတွေကိုလူအခွင့်ရေးဝန်ကြီးတို့ဘာလို့သွားပြီးနေတာလဲအဲ့တော့ဒီ NUG ရအကြီးအကဲတွေကအခုကြည့်တော်လှန်ရေးပြီးတာနဲ့မြန်မာနိုင်ငံသားလွတ်လပ်လာတဲ့ဒီမိုကရေစီတစ်ခုတည်ထောင်လာမယ်ဆိုလို့ရှိရင်အခုကျွန်တော်တူတမရတူအဲယာယီတမရတူဝါလာရှိတော့ဘာညာတော့ဆိုတာရှိတော့မှာမဟုတ်ဘူးပမာတွေရှိပဲအုပ်ချုပ်တော့မှာအဲမှာ ခု NUG ကဥနှောက်ကုန်မရှိတာ NUG ကြောင့်အခုကချစ်ပမာအရခိုင်တကြတ်တဲ့ရိုဟင်ဂျာတကြတ်တဲ့သူတို့ပြောချင်တာဗမာတကြတ်ဆိုရဲသူရိုဟင်ဂျာတကြတ်ဆိုတဲ့ပုံစံကိုပြောလာပြီလေကဲပေးဆောက်အနဲ့ပေးအပေါက်ကနဲ့ထွက်လာမှမသိမျိုးမစစ်တဲ့လူတွေကိုမြလူလူတို့တွန်းလိုက်ပြီးမှဟာလား အန်ယူဂျီကွာအန်ယူဂျီကြောင့်မြန်မာနိုင်ငံပျက်စီးတော့မယ်အန်ယူဂျီဒီရိုဟင်ဂျာဆိုတဲ့အမိခစ်ဆာနဲ့ပတ်သက်လာပြီးမှအန်ယူဂျီဆိုတဲ့နယ်လပင်းတုံးတွေတည်ထားဖို့ကမြန်မာတနိုင်ငံလုံးအစစ်ကစစ်တပ်ပဲထောက်ခံထောက်ခံဒီမိုကရေစီအဖွဲ့လူချင်းတဲ့အဖွဲ့တွေပဲထောက်ခံထောက်ခံဒီရိုဟင်ဂျာကိုမလက်ခံဖို့မြန်မာတနိုင်ငံလုံးကဒါကူမြခင်များတို့ကဆွဲတင်လိုက်တယ် အဲ့ဘာကပြဿနာနောက်နောက်မှာဆိုလို့ရှိရင်အန်ဂျူချီကြောက်ဒီလူတွေကအမောက်ထောင်လာတယ်ဆိုတဲ့ဟာဖြစ်လာမယ်အခုတော့မစပြီအရင်တော့ကပြည်သူလူထုကအန်ဂျူချီယုံကြည်ခဲ့တယ်တိုင်းသားတော်တော်များများကလည်းအခုနောက်ပိုင်းကတအားကျဆင်းလာတယ်အန်ဂျူချီဆိုတာကဒေါ်လာနောက်လိုက်ပြီးမှဟိုလူအခွင့်အရေးပါစပ်နဲ့ရှောက်အောင်ဘာမှမသိတဲ့ဟိုး ဘာလဲမလုတ်နိုင်မကင်နိုင်တဲ့အရာတွေကိုပဲမျောလင့်နေတဲ့အဖွဲ့အစည်းဖြစ်နေပြီစိတ်ပြည့်စရာတော်ကောင်းတယ်ကလားပါအဖေခေါ်ချင်နေတဲ့အန်ယူဂျီရိုဟင်ဂျာဆိုတာကျွန်တော်မြန်မာနိုင်ငံနဲ့တမိုင်းမှလည်းမရှိဘူးကျွန်တော်တို့အခုနပြောပြီးပြီပိုပေးအင်းအောင်ရောင်ကုန်းပေါ်မြန်မာတမိုင်းပမတမိုင်းမှာကြီးလိုက်โอเค ရခိုင်သမိုင်းမှာလဲတွားကြည့်လိုက်မရှိဘူးကွာမရှိနေဟာကြည့်ခမရတော့ပုံဖော်ပြီးမှအတက်သွင်းပေးနေတယ်တအန်ယူကြီးရဲ့လုံရက်လေဘလို့ချက်စရာကောင်းလဲမြန်မာတပီတပီလုံးပြီးသူလူထိုတိုင်းသားပေါင်းစုံရဲ့မျက်နှာကိုအန်ယူကြီးကိုတိုင်းအိုမဲတုံးလိုက်တာတီဟာတနေ့ကျအန်ယူကြီးတို့တာဝန်ယူရလိမ့်မယ် မင်းတို့အန်ဂျူကြီးအတော်ဝင်ရှိတဲ့လူတွေတော်တော်များများကလည်းအယူးတွေကဲရခိုင်တချပ်ပအရိုတချပ်တဲ့ရိုဟင်ဂျာတချပ်ဆိုတော့အဲ့လိုဆိုလို့ရှိရင်ရိုဟင်ဂျာကိုဒီလိုအခွင့်ရေးပေးပြီဆိုလို့ရိုဟင်ဂျာဆိုတဲ့အမိရပြီးဒါနဲ့ရိုဟင်ဂျာဆိုတဲ့လူတွေကလူအခွင့်ရေးအရချင်းပြည်နယ်မှာလည်းတွာလာလို့ရတယ်။သူကပြောလို့ဆိုနိုင်ငံသားဖြစ်ပြီလေ။ ဆိုတော့ပမာပြီမလဲကြိုက်တယ်လို့နေလို့ရပြီကြိုက်တဲ့နေရာမှာအိမ်ဆောက်နေလို့ရတယ်ဘယ်သူမှတားပိုင်ခွင့်မရှိဘူးလူအခွင့်ရရဆိုရင်ဘာလို့ဆိုခမည်းတော်ကမရှိတဲ့လူမျိုးကိုတင်ထားပြီးပြီလေကဲအန်ယူဂျီဘယ်လိုဖြစ်ရှင်းတော့မလဲအန်ယူဂျီကတကယ်တမ်းဆိုရင်တော့မြန်မာနိုင်ငံကိုဖျက်ဆီးတာမြန်မာနိုင်ငံကိုကဲတင်တာမဟုတ်ဘူးစစ်ကောင်စီထက်တော်မှကြောက်စရာကောင်းလာတယ်အန်ယူဂျီက စကမထက်မင်းအွန်လိုင်းထက်တော်မကြောက်စရာကောင်းလာပြီ NUG ကသူ့လောက်ရကဒီရိုဟင်ဂျာကိစ္စအဲမင်းအွန်လိုင်းလို sick on machine ဖွင့်ပြရတော့လက်ခံဘူးကွာမယုံရင်မင်းအွန်လိုင်းထောက်ခံနေတဲ့လူတွေသွားမင်းမြန်မာတနိုင်ငံလုံးမှာရှိတဲ့မင်းအွန်လိုင်းထောက်ခံနေတဲ့လူတွေလည်းသွားမင်းဘယ်သူမှလည်းမခံဘူးဒါကြည့်ကိုခမရဆွဲပြီးမအပေါ်တင်လိုက်တော့ဘာဖြစ်သွားပြီလဲ ီကောင်တွေအမောက်ထောင်လာပြီလေဘာမှမလုပ်ဘဲအချောင်ရဖို့အတွက်ရခိုင်တကြရိုဟင်ဂျာတကြတဲ့ပြောချင်တာကချင်းတကြပမာတကြရှမ်းတကြပမာတကြကချင်းတကြပမာတကြတီလို့ကျွန်တော်တို့တုံးတဲ့စကားလုံးလို့ကျွန်တော်တို့ရှေးတုန်းကဘင်လုံစာချုပ်တုန်းကကျွန်တော်တို့ပြောခဲ့တဲ့စကားလိုမျိုးပြောလာပြီလေခေါမဘာမှလောက်တာလည်းမရှိဘူးမြန်မာနိုင်ငံဟိုတီဆောက်လာတဲ့လူမျိုးလည်းမဟုတ်ဘူး မြန်မာနိုင်ငံတီကိုလိုနီခက်ကရဲရနဲ့လွတ်လပ်ရေးရတဲ့အထိမြန်မာနိုင်ငံဖြစ်ပေါ်လာတဲ့အချိန်ထိသူတို့တည်ဆောက်လာတာမရှိဘူးကဲအန်ဂျူကြီးကြောင့်အခုမြန်မာနိုင်ငံဖြစ်စည်းပြီအဲ့ဒါကြောင့်ပြီးဖြတ်အန်ဂျူကြီးလို့ပဲကျွန်တော်ကနာမည်တတ်တော့မယ်အန်ဂျူကြီးဆိုတာကျွန်တော်လူမျိုးအချင်းချင်းကြားကောင်က 大恩大爱亲亲个嘛，罗汉家说的阿米 baby 嘛罗汉家个，阿公龙我哦错事情呢，大宝呢阿库，爸嘛乃个阿大嘞嘛是爸嘛耶耶呀呀嘛，嘛对嘞，路都要记个，安卓记耶，路阿款也忘记不来的，你妈乃个嘛路阿款也忘记啊，别是呀，查了路，担保超山，外山超山都嘛晓得，密码路苗。 မြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားပေါင်းစုံရှိနေတာပဲအဲ့ရိုဟင်ဂျာကိုပဲလင်းတော်ချင်းနေတော့အန်ဂျူဂျီမှာရှိတဲ့လူကြီးတွေအကောင်လုံးရိုဟင်ဂျာစီစီမတပဲအကောင်လုံးခံလိုက်ရိုဟင်ဂျာဆိုတာမြန်မာရဲ့ကျွန်တော်ရဲ့မြန်မာနိုင်ငံရဲ့သမိုင်းမှာလည်းမရှိတလို့အခုလည်းကျွန်တော်လက်ခံလို့မရဘူး တကယ်လို့လက်ခံမယ်ဆိုလို့ရှိရင်နောက်မှမြန်မာနိုင်ငံတကယ်လို့ပြောင်းလဲတဲ့ဒီမိုကရေစီရှိပြီဆိုလို့ရှိရင်ကျွန်တော်စီစစ်အောင်မယ်စီစစ်ပြီးမှသူတို့ရဲ့တက်တမ်းနဲ့ကာလနဲ့ကြီးပြီးမှဒီနေမီမှာဘလောက်နေခဲ့ဘူးတလဲဟာလာမြန်မာစကားတတ်လားမတတ်ဘူးလားမြန်မာစကားကောင်းကောင်းရလားမရဘူးလားကအဆအဆစစ်စေးမယ်ပြီးမှဒီလူကိုနိုင်ငံသားပေးတဲ့မပေးတဲ့ပြန်စင်းစားမယ် အချိန်ကနောက်မှအခုအသားတွေလှုပ်လို့မရဘူးဘာလို့လဲဘင်္ဂလားဒေ့ရှ်ကငါပြင်းနေလူပြင်းနေကိုဘာလို့ဆို UN ကြတဲ့ UN ကလူအခွင့်အရေးပေးတယ်ဒီလိုထောက်ပတ်ကူညီတယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်ကလူဦးရေအများများတော့ငါပြင်းတွေကရိုဟင်ဂျာဆိုတဲ့အမိခါနဲ့ဝန်နေအကုန်လုံးဟိုမှာအဲ့တော့လူကတင်းနဲ့တန်းနဲ့ဖြစ်သွားတယ် ဒါကိုဆန္ဒပြလိုက်အကုန်လုံးကရိုဟင်ဂျာတွေလို့ထင်နေကြတယ်ရိုဟင်ဂျာဆိုရင်အမိခံနဲ့အဖွဲ့အမိခံချင်းနဲ့အဖွဲ့ကစစ်စစ်တကယ်စစ်စစ်မယ်ဆိုရင်တင်ကနန်းတော့ရှိမှာမဟုတ်ဘူးအများဆုံးတင်ကနန်းပေါ့တင်ကနန်းဆိုတော့တင်းလောက်ပေါ့နဲ့တင်းလောက်ပေါ့အခုကတော့မှ setting တင်းနဲ့ဆယ်တော့ရှိတော့မယ်တန်းနဲ့ချင်းနေပြီမျိုးမစစ်တဲ့လူတွေအပေါ်တင်လိုက်ကြရရနဲ့ဒီ NUG ကိုတိုင်ကမြန်မာပြည်သူကိုမချစ်ဘဲနဲ့တိုင်းသားအလုံးမချစ်ဘဲနဲ့ဒေါ်လာကိုချစ်ပြီးမှဒေါ်လာနောက်ကိုပလိုပိုက်ဆံရမလဲဆိုတာပဲသွေးပြီးမှအလုံးလုံးနေလို့ဒီအဖြစ်ကအခုရောက်လာပြီအဲ့တော့ NUG ရဲ့ကြာဆုံးခန်းကအခုအစတင်နေပြီအဲ့ဒါအသေးချာဆုံးပဲ